မိုက်ကီမိုဆူမချီနဲ့ကေရူတိုတို့နှစ်ယောက်မှာဘယ်သူကပိုကောင်းတဲ့ BJJ fighter လဲပရိသတ်များအလုံးမဲ့မင်္ဂလာပါများအကရစ်မာရှစ်ပေါ်ကတင်ဆက်နေပါတယ်ပြီးခဲ့တဲ့ဗီဒီယိုတစ်ပုဒ်မှာပြိုင်ဘက်ကင်း BJJ fighter တဦးဖြစ်တဲ့မိုက်ကီမိုဆူမချီရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တော့ကမိုက်ကီနဲ့ကေရူတိုတို့နှစ်ယောက်တွေ့ရင်ဘယ်သူနိုင်မယ်ထင်လဲဆိုရင်မေးခွန်းလေးတွေတွေ့ခဲ့ရပါတယ်တို့နှစ်ယောက်ကဝေတန်းမတူကြပါဘူးကိတ်က light weight တန်းမှာကစားနေတာဖြစ်ပြီးတော့မိုက်ကီကတော့ one championship မှာတော့က flyweight တန်းကနေကစားခဲ့ပါတယ်အခု UFC မှာတော့ banner weight တန်းကနေရှင်ပြိုင်နေပါတယ် ဒါကြောင့်မလို့ဒရုန်းနှစ်ယောက်ကိုထိတ်တိုက်တဲပေးဖို့ဆိုတာကတိတ်တော့မဖြစ်နိုင်သေးတဲ့အခြေအနေဖြစ်ပါလိမ့်။ဒရုန်းနှစ်ယောက်ကဘသူကပိုကောင်းတဲ့ fighter လဲဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်ဗီဒီယိုမှာခြုံငုံသုံးသပ်ပြီးသွားခြင်းပါလိမ့်။ကဲဆင်းနေဖြစ်ပြီဆိုရင်တော့အခုပဲစတင်လိုက်ကြရအောင်ပါခင်ဗျာ။ Mikey က One Championship မှာ flyweight 135ပေါင်မှာရှင်မြိုင်နေခဲ့ပြီးတော့လက်ရှိ UFC Fight Pass Invitational မှာ ဘန်နယ်ဝိတ်145ပုံမှာရှင်းပြနေပါတယ်တချိန်ပြောထားပူပေမဲ့မိုက်ကီရရှိထားတဲ့ထိတ်တန့်ချန်ပီယံဆုတွေကိုထပ်ပြီးတော့နှွေးပေးရမယ်ဆိုရင်တော့ One Flyway Submission Grappling World Champion 2022မှာရယူခဲ့ပြီးတော့၃ချိန်ကာကွယ်နိုင်ခဲ့ပါတယ် World Championship မှာ၉ပွဲနိုင်ရရှိထားပြီးတော့၆ပွဲကို Submission နဲ့နိုင်ယူထားပါတယ် RPJJF World Champion Brown Belt ATCC World Champion 2022လို့ပဲဖြစ်ပါတယ်ကိတ်ကရန်လိုပြီးတော့တက်ကြွတဲ့ကစားရန်ရှိပါသေးတယ်။သူကထိန်းချုပ်မှုနဲ့ဖိအားပေးတဲ့နီးပြဟာကိုအသုံးပြုပြီး အမ်ပါနဲ့ဟီဟုတ်နီးတွေမှာထူးချွန်ပါတယ်။သူ့ရဲ့လှုပ်ရှားမှုကမြန်ဆန်ပြီးပြိုင်ဘက်ကိုခွင့်ရမပေးတတ်ပါဘူး။မိုက်ကယ်မူဆူမချီနဲ့ကဲယူအိုဒိုဒိုတို့ကိုနိုင်ရှင်တဲ့အခါမှာတော့ဒီချက်တွေကထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။မိုက်ကီကဘီဂျီဂျီရဲ့နီးပညာပိုင်းမှာပုံမတည်တည်တတ်တဲ့စနစ်ကြရည်လို့ဆိုနိုင်ပါတယ်။သူ့ရဲ့ခြေထောက်တော့ခက်နီး၊လက်ကလော့စ်နဲ့ဂတ်ဂိမ်းကကဘာအဆင့်မှာထိတ်တန့်ဖြစ်ပါတယ်။သူကပြိုင်ဘက်ရဲ့အားနည်းချက်ကိုလေးမြန်စွာဖမ်းယူပြီးတော့ဆက်မေရှင်နဲ့နိုင်ယူတတ်ပါတယ်။ဥမာအပြင်တော့ဝမ်ချမ်ပီယံရှစ်မှာသူက ရှင်ယာ YK နဲ့ Sleeper Sorcerer တို့လိုထိတ်တန်း Fighter တွေကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ Kei Roto လိုကတော့ရန်လိုပြတော့တက်ကြွတဲ့ကစားဟန်နဲ့ပြိုင်ဘက်ကိုဖိအားပေးတယ်ပါတယ်။သူ့ရဲ့ Grappling နည်းပညာကပုံမပြင်းထန်ပြီးတော့ DS Choke နဲ့ He Ho တို့လိုနည်းရမှာထူးချွန်ပါတယ်။သူက Rija Faber နဲ့ Tommy Lagana တို့လိုပြိုင်ဘက်တွေကိုဆက်မရှင်အနိုင်ယူနိုင်ခဲ့ပါတယ်။ Mikey ရဲ့နည်းပညာကပုံမတည်တက်တာဖြစ်ပြီးတော့ Kei ကတော့ရုပ်ပိုင်းဆိုင်ရာအာသာချက်နဲ့ဖိအားပေးမှုမှာထူးချွန်ပါတယ်။နည်းပညာပိုင်းမှာ Mikey ကအနေငယ်တာနိုင်တယ်လို့မြင်မိပါတယ်။ ဝါချမ်းမြင့်ရှိမှာခုနှစ်ပွဲနိုင်ရရှိဒါဘရိုအားလုံးကိုဆက်မြင်ရှင်နေနိုင်ယူထားနေပါတယ်။သူက IBJJF ဝါချမ်းမြင့်ရှိမှာ Blackback အဆင့်မှာ၅ချိန်နိုင်ရရှိခဲ့ပြီးတော့ Noki ပြိုင်ပွဲတွေမှာလည်းထူးချွန်ခဲ့ပါတယ်။လက်ရှိ UFC Fight Pass Invitation ထဲမှာ Banner Weight Dan Champion ဖြစ်လာခဲ့ပါတယ်။ဝါချမ်းမြင့်ရှိမှာ၉ပွဲနိုင်ရရှိဒါဘရို၅ပွဲကိုဆက်မြင်ရှင်နေနိုင်ယူထားနေပါတယ်။ ADCC ဝါချမ်းမြင့်ရှိ2022မှာနိုင်ရရှိခဲ့ပြီးတော့ Brown Belt အဆင့်မှာ IBJJF Champion ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်မလို့ Mikey ရဲ့အောင်မြင်မှုတွေက Blackback Asset မှာပုံပုံများပြပြီးတော့ IBJJF နဲ့ UFC Fight Pass မှာသူရဲ့အောင်မြင်မှုတွေကပုံပုံထင်ရှားပါတယ်။ဂိတ်ကတော့ One Championship မှာပုံပုံကစားထားပြီးတော့အနိုင်ရမှုပုံများပါတယ်။ဒါပေမဲ့ Mikey ရဲ့ Submission အနိုင်ရမှုကတရားခိုင်နှုန်းနီးပါးရှိနေတာကသူရဲ့ထိရောက်မှုကိုပုံပုံပြတာတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရှင်ပြိုင်ခဲ့တဲ့ပြိုင်ဘက်တွေရဲ့အဆင့်တန်းကိုကြည့်မယ်ဆိုရင်တော့ Mikey က One Championship မှာရှင်ညာ Whitey Japan PJJ နဲ့ MMA Canadian Fighter Sleeper Sosa IBJJF Black Belt Champion မာဆာကာဆူအီမာနာရီတို့လိုထိတ်တန်းဖိုက်တာမျိုးတွေကိုနိုင်နိုင်ခဲ့ပါတယ်။ဂိတ်ကတော့ယူရီချာဖာဘာ MMA ကန်နွင်ဖိုက်တာတိုမီလက်ကန်နာ ATCC ထိတ်တန်း grappler နောက်ပြီး Francisco Lolo ဖိုက်တာတွေကိုအနိုင်ယူနိုင်ခဲ့ပါတယ်။မိုက်ကင်းဆိုင်ခဲ့တဲ့ပြိုင်ဘက်တွေက BJJ နည်းပညာပိုင်းမှာပုံမထူးချွန်တဲ့သူတွေဖြစ်ပြီးတော့ကဲ့ရဲ့ပြိုင်ဘက်တွေက MMA နဲ့ grappling ပေါင်းဆက်ထားတဲ့ fighter တွေများပါတယ်။အဲဒါကြောင့်မလို့ Mikey ရဲ့ပြိုင်ဘက်တွေကနည်းပညာပိုင်းမှာအနည်းငယ်ပိုကက်ကဲလို့ဆိုနိုင်ပါတယ်။ Mikey က flyweight နဲ့ bantamweight တန်းမှာရှင်ပြိုင်ခဲ့ပြီးတော့ Kate ကတော့ lightweight မှာရှင်ပြိုင်နေပါတယ်။ ဝေတန်းကွာခြားမှုကြောင့်သူတို့နှုတ်ကိုတိုက်ရိုက်နိုင်ရှင်မှုခက်ခဲပါတယ်။ဒါပေမဲ့မိုက်ကီကပုံမပေါ်ပါတဲ့ဝေတန်းမှာနေပညာပိုင်းကိုအားကိုးပြီးတော့နိုင်နိုင်ခဲ့တာကသူ့ရဲ့ထူးချွန်မှုကိုပြသပါတယ်။ကိတ်ကတော့ရုပ်ပိုင်းဆိုင်ရာအာသာချက်ကိုပုံမအသုံးပြုတတ်ပါတယ်။အဲဒါကြောင့်မလို့လက်ရှိချက်လက်တွေပေါ်မှာအခြေခံပြီးသုံးသပ်ရမယ်ဆိုရင်တော့မိုက်ကီမူဆူမန်ကြီးကပြည်ချေချင်းနေပညာပိုင်းမှာနိုင်ငံပို့ထူးချွန်တယ်လို့ဆိုနိုင်ပါတယ်။သူတို့နှုတ်ကဝေတန်းကွာခြားမှုကြောင့်တိုက်ရိုက်ရင်ဆိုင်မှုဖြစ်နိုင်ပေမဲ့နောက်စလုံးကတော့ BJJ လောကမှာပြိုင်ပွဲကင်းတဲ့ fighter တွေဆိုတော့အားလုံးလည်းလက်ခံပေးကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ညာ။ ညီကတို့ကရောဘလို့မြင်ကြပါလဲခင်ဗျကိန်းနဲ့ MIK တို့နှစ်ယောက်မှာဘသူကပိုကောင်းတယ်လို့ထင်ပါလဲခင်ဗျဆွေးနွေးပေးသွားခဲ့လို့ရပါတယ်စုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတူတင်ရှိပါတယ်ခင်ဗျ